မင်္ဂလာပါဒီနေ့အမေလ၄ရက်နေ့ည Breaking New တဲ့ Breaking New က China calls Ukraine not to target Moscow ကလောနဲ့ Ukraine ကိုတောင်းဆိုတယ် not to target Moscow မြို့ကိုရုရှားနိုင်ငံ Moscow မြို့ကိုပြစ်မှတ်မထားဖို့ပေါ့ During May 9 Victory Day Parade ပေါ့နော်အောင်ပွဲနေ့ ိုဗီယက်ယူနီယံကိုအောင်ပွဲနေ့မေလအထိမ်းအမှတ်နေ့မှာမတိုက်ခိုက်ဖို့ယူကရိန်းကိုချိုင်းနာအစိုးရနေပြီးတော့တောင်းဆိုတယ် China calls American not target Moscow during mid-night victory deal but China has publicly called on Ukraine ကိုအများပြည်သူသိအောင် ထုတ်ဖော်ပြောဆိုတယ် to refrain from launching any military strikes refrain from အမေပြလို့ဘို့ရှောင်ကျင်ဘို့ launching any military strike ဆိုတာကဒီစစ်တိုက်ခိုက်မှု ကို launch စတဲ့တိုက်ခိုက်မှုလုပ်ဖို့ on Moscow during Russia's May 9 victory day celebration ကျင်းပပေါ့ကျင်းပအဲ့ချိန်မှာကျင်းပမှုအတော်တွင်ပေါ့ a major national holiday အဓိကနိုင်ငံရဲ့ holiday commemorating အမတ်တရ the Soviet Union's defeat ဆိုနေ Soviet Union ကိုအောင်ပွဲအမတ်တရနေ့ holiday မှာမတိုက်ခိုက်ဖို့ဒါကတော့ Nazi Germany ကိုအောင်မြင်တာပေါ့နော် defeat of Nazi Germany go အောင်မြင်တာ defeat လုံနိုင်တာ the appeal comes the down so mu ga appeal comes amid the in the middle of high ten tensions but tension ni အရန်ကိုမြည်တဲ့ဒီအခြေအနေခါမျိုးမှာတောင်းဆိုတာတရုတ်ကရုရှားဘက်ကတောင်းဆိုတာ as ukrainian drone attacks on a russian swine but တကယ်အဓိကတော့လေ ukrainian drone တွေကဒီရုရှားရဲ့ swine ဒီနိုင်ငံပေါ်ပေါ့ တိုက်ခိုက်မှုက have increased တိုးမြင့်နေတဲ့အတွက်ကြောင့် in recent months ပေါ့အပြီးခဲ့တဲ့လနိုင်ငံတွေမှာတိုးမြင့်တိုက်ခိုက်နေတဲ့အတွက်ကြောင့်ဒီလိုကာလမျိုးမှာမတိုက်ခိုက်ဘူးတောင်းဆိုရတယ်တကယ်လို့ Zelensky ကဘာဖြစ်လဲကွာချမယ်ဆိုရင်တော့ဒါရုရှားအမုံတရုတ်ကိုစမ်းချင်တာပေါ့တကယ်လို့ရက်လိုက်မယ်ဆိုတော့တရုတ်တရုတ်ရဲ့ပါဝါပြလိုက်တာပေါ့အဲငါပြောရင်ရတယ်ပေါ့ဒါပေါ့ဒီလိုတွေရှိတယ်ပေါ့ Uh, thank you for listening. See you again.